မြတ်စွာဘုရားမဖြေတဲ့မိဂွန်10မျိုးရှိမဖြေတဲ့မိဂွန်ဆိုတာဖြေလို့မရဖြေလိုက်ရင်တစ်ဖက်ရောက်သွားမှာဖြစ်တယ်။ဘာကြောင့်ဖြေမရတာတော့ဆိုမြတ်စွာဘုရားကအတ္တအသက်လိပ်ပြာဝိညာဉ်ကောင်ဆိုတာဇီဝဆိုးဆိုတာကိုလက်ခံထားတာမဟုတ်ဘူး။အဲ့ဒါနဲ့ပတ်သက်လာတဲ့မိဂွန်တွေကိုမဖြေဘူးမြတ်စွာဘုရား။မဖြေဘဲနဲ့ထားတယ် ဲ့လိုမဖြေဘဲနဲ့ထားလို့ရသလားလို့ဖြစ်နိုင်သလားဒီလိုမိကုံးမျိုးရှိနိုင်သလားရှိတာပေါ့နော်ဥပမာမယ်လူတယောက်မှာအိမ်ထောင်စုတစ်ခုမှာဆိုပါစို့မိသားစုမှာတာသမီမထွန်းကားဘူးနော်တာသမီမထွန်းကားတဲ့မိသားစုမှာသူ့သားကဘယ်ရွယ်ရှိပြီတော့ ာသမီးမှမရှိတာသူ့သားပဲအရွယ်ရှိပြုံဆိုတဲ့မိကုံးဘလို့လို့ဖြစ်ဖြစ်လို့မရတဲ့ဟာပဲလေဖြစ်လို့မမရအဲ့တော့ကားမရှိတဲ့လူကိုသွားပြီးမင်းကားကမိတ်ထင်ဂျပန်လားမိတ်ထင်ဂျာမနီလားလို့သွားမေးဘလို့လို့ဖြစ်ကိုမမရှိတဲ့ကားအဲ့ဒီကဘာရောင်နှုံးလို့ပြောရင်လည်းဖြေလို့မရဘူးလေအဲ့ဒီလိုမေကွန်းမျိုးမြတ်စွာဘုရားကအတ္တ ဆိုတာကိုလက္ခဏာမဟုတ်ဘူးဇီဝဆိုတာလည်းရှိတယ်လို့မပြောဘူးအဲ့ဒါနဲ့ကင်ပြီးတော့တရဝါကိုရှိတယ်လို့မပြောဘူးဒါကြောင့်အဲ့ဒါနဲ့ကင်ပြီးတော့မေးလို့ရှိရင်တရဝါဟာဆိုပါစို့လူဟာသိပြီးရင် ဖြစ်သေးသလားလူဟာသိပြီးရင်မဖြစ်တော့ဘူးလားဆိုမေးကောင်ဟာဘယ်လိုမှဖြစ်လို့မရတယ်မေးကောင်လူမှမရှိတာနော်လူလို့ပြောတဲ့အရာ မရှိဘူးပြောတဲ့နာမရှိတယ်လို့ဒီလို ခံယူချက်ချင်းအမြင်ချင်းမတူတဲ့ဒီမေကွန်းဆက်ချက်ကိုမြတ်စွာဘုရားလာမေးတော့မြတ်စွာဘုရားကအဖျာကတမေတ္တာဒါငါတို့ရဲတယ်လို့လည်းမပြောဘူးမမြဲဘူးလို့ငါတို့မပြောတဲ့စကားဖြစ်တယ်အဖျာကတမဖြေဘူးလို့ဒီမေကွန်းကဖြေလို့ရတဲ့မေကွန်းတို့မဖြေဝဲထားတဲ့မေကွန်းပဲမိစ္ဆာယူဝါဒနဲ့ပတ်သက်တဲ့မေကွန်းအဲ့ဒါလို့ ်စွာဘုရားဖြေလိုက်တဲ့အခါကျတော့ဒါဖြင့်အရှင်ဘုရားဒါကို မပြောဘူးဆိုရင်အရှင်ဘုရားဘာပြောတာတော့ဘာကိုဟောတော့ဆိုရင်အေးရုပ်တည်နံနေအမှန်တရားတွေကို သိရှိပြီးတဲ့နောက်မှာသရဝရေဟာအမှန်တရားကိုသိရှိပြီးတဲ့နောက်သရဝရေဟာစင်ကြယ်မှုကိုရပြီးတောကပရိဒီဝါတွေဒုက္ခဒေါမနတာတွေကလွန်မြောက်ပြီးနောက်ဆုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတယ်လို့ငါဟာ ဒီလိုပဲဟောတယ်တရဝါကိုမဆုံးလို့ဘူးပေါ့အဲ့ဒီလိုတတိယဝကလွတ်တယ်ဆိုတာရုပ်တည်နန်းဒီဒီကျင့်စဉ်ကိုကျင့်လိုက်လို့ရှိရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်လို့ဒီလိုပဲဟောတယ်လို့သစ္စာဘုရားပြောတယ်ကသူကဘာမေးပြန်တော့ဆိုအဲ့ဒါဆိုလို့ရှိရင်အရှင်ဘုရားဟောတဲ့လမ်းကြောင်းအတိုင်းလိုက်တဲ့လူ လောကသားတွေဟာဒီတဏှာဟောကဘယ်နှယောက်ထွက်သွားပြီလဲเนาะရှင်ဘုရားနီလန်တိုင်းလူတွေကိုတဏှာဟောကထွက်အောင်နီလန်ချပေးတယ်ဆိုရင်အဲ့ထဲကတတလောကကြီးတစ်ခုတည်းမှာသုံးပုံတစ်ပုံလောက်တဏှာဟောကလွတ်သွားပြီလားသုံးပုံတစ်ဝက်လောက်လွတ်သွားပြီလားဆိုရင်မေကွန်းပြန်မေးတယ် အဲ့လိုမေးတဲ့အခါကျတော့ရသော်ဗျာသူစကားမပြောတော့ပဲနဲ့ငြိမ်နေလိုက်တယ်အဲ့ဒီအချိန်လေးမှာ ရှန်အနန္ဒာကမြတ်စွာဘုရားနာရှိတယ်ရှိတော့ရှန်အနန္ဒာကဒီဥဒ္ဒိယဟာသူမေးလိုက်တာကိုမြတ်စွာဘုရားမဖြေနိုင်ဘူးလို့အမှတ်မှားသွားလိမ့်မယ်တကယ်ကတော့မြတ်စွာဘုရားကခုနမေးခွန်းမဲ့သူပြန်မေးနေလို့မဖြေတာဟောတရဝါနဲ့ပတ်သက်တာနဲ့ပြန်မေးလို့မဖြေတာ ဲ့တော့မြတ်စွာဘုရားမှာလောကကြီးတစ်ခုလုံးကိုတရားဟောတဲ့အခါမှာဒီလောကရဲ့သုံးပုံတပုံကနိဗ္ဗာန်ရသွားပြီဒူဥယေသုံးပုံတပုံရော့သွားပြီသုံးပုံထဝက်ရော့သွားပြီသရဝါဒီအနေနဲ့နိဗ္ဗာန်ရသွားပြီလို့မြတ်စွာဘုရားဒီလိုဟောတာမျိုးမဟုတ်ဘူးတဲ့ငါဥပမာတစ်ခုပြောပြမယ်ဥပမာတစ်ခုပြောပြမယ် နေဆက်မှာတိတ်ထားတဲ့မြို့လုံညိုကြီးအတွက်တင်းကျပ်ထားတဲ့မြို့တစ်မြို့မှာတိုင်းကိုလည်းပဲခိုင်ခိုင်ကာထားတယ်ဝင်ပေါက်ထွက်ပေါက်ကိုလည်းတပေါက်သေးပဲထားတယ်ကျန်တဲ့ပေါက်တွေလုံးနေအောင်ပိတ်ထားတယ်နေဆက်ကရှမ်းသူတွေနဲ့နှီးတဲ့နေရာမြို့အဲ့ဒီမှာအသိဉာဏ်ရှိတဲ့တကားမှုကအမြဲတမ်းပဲဝင်နေထွက်တဲ့လူတွေကိုကြည့် ဝင်နေထွက်တဲ့လူတွေချိတဲ့အခါကျသူဟာတနေ့တနေ့လူဘယ်နှယောက်ထွက်သွားတယ်ဘယ်နှယောက်ဝင်တယ်ဆိုတာသူကြည့်တာမဟုတ်ဘူးသူစဉ်းစားတာဘာလို့ဆိုလို့ရှိရင်လိုက်ပြီးတော့မြို့ကိုစစ်လိုက်တဲ့အခါမှာဘယ်နှယောက်မှအပေါက်မရှိဘူးဒီတပေါက်ဖြစ်ရှိအဲ့လိုဒီတပေါက်ထဲရှိတာကိုသိတဲ့အခါကျတော့တဲ့သူကဘယ်လိုဆုံးဖြတ်တော့အေး ဒီမျိုးတဲ့ဝင်တဲ့လူတွေအလုံးဟာဒီဘောင်ကဝင်ဒီမျိုးကထွက်တဲ့လူတွေလည်းဒီဘောင်ကပဲထွက်တယ်အဲ့ဒါလို့ဝင်လာလဲဒီဘောင်ပဲထွက်တာလဲဒီဘောင်ဆိုတာကိုသူသိတယ်လို့ပဲတဲ့မြတ်စွာဘုရားဟာလည်းပဲတဏှာဟုတ်ကလွတ်တယ်ဆိုတာဒီလမ်းကြောင်းနဲ့ပဲလွတ်တယ်ဒီလမ်းကြောင်းကလွဲတခြားလမ်းကြောင်းမဟုတ်ဘူးလို့လူတိုင်းလူတိုင်းဟာနိဝရဏတရား၅ပါးဖယ်ရှားခြင်းဘုဇင်ခုနှစ်ပါးကိုပွားများအားထုတ်ခြင်း တတိပရံတရားလေးပေါ်ပေါ်မှာစိတ်ကိုအခြေခံထားခြင်းဖြင့်ဘဂင်ရှိပါကိုပွားများပြီးမှတဏှာဝကလွတ်ကြတာလို့အာလုံးဟာတဏှာဝကလွတ်သမျှတယ်ဟာဒီလမ်းကြောင်းက သွားတယ်လို့မြတ်စွာဘုရားဒါပဲဒီဒါကိုပဲနှလုံးသွင်းတယ်တရားတွေဘယ်လောက်ရှိတယ်ဒီဟုတ်လားတရားတွေရဲ့ဥယေရဲ့တဝက်ဟာထွက်သွားပြီနောက်ထပ်တဝက်လောက်ကျန်သေးတယ်သုံးပုံသုံးပုံတစ်ပုံ ထွက်သွားပြီနှပုံလောက်ကျန်သေးတယ်ဒီလိုဟာမျိုးပေါ်မှာမြတ်စွာဘုရား လုံးလာမပြူဘူးလို့ဒီလိုဝင်ပြီးတော့ရှန္ဒနာ ပြောလိုက်တယ်မေးမေးတာမဖြေတာဟာခုနကလည်းတရဝအကြောင်းမေးတယ်အခုလည်းတရဝအကြောင်းပဲထပ်မေးလို့မြတ်စွာဘုရားအနေနဲ့တရဝဆိုတာကိုလက်ခံတာမဟုတ်သည့်အတွက်ကြောင့်ဒီမေးခွန်းကိုမဖြေတာလို့ဆိုပြီးဥဒိယတုတ်မှဒီလိုခေါ်ထားတာရှိတယ်ဒီယူဝါဒတွေနဲ့ပတ်သက်လာလို့ရှင်အင်တာမ လေးနဲ့တဲ့အတွေ့အမြင်တွေပေါ့နော်အဲ့တော့သူ provide အနေနဲ့ဒီလိုနေရင်ကနေမြတ်စွာဘုရားနဲ့တွေ့တယ်နောက်ပိုင်းမှာဘုရားသာသနာကိုသူကြီးညိုလာမြတ်စွာဘုရားနဲ့တွေ့တရားဓမ္မနဲ့ပတ်သက်ပြီးတော့ကြီးညိုလာတဲ့အခါမှာသာသနာပေါင်းဝင်ပြီးတော့သူယဟန်ခံတယ်နော်သာသနာပေါင်းဝင်ပြီးတော့ယဟန်ခံယဟန်ခံတဲ့အခါမှာ သူဟာရန်နေရဲ့တီလာကိုစင်ကြဲအောင်မကြိုးစားပဲနဲ့တီလာပြည့်စုံအောင်မကြိုးစားပဲနဲ့ဟုတ်ကမ္မထတရားကိုပဲထိုင်တယ်ကိုကျင့်တီလာကမပြည့်စုံဘူးအဲ့လိုဖြစ်တဲ့အခါကျတော့တီလာကိုအရင်တန်ရှင်းစင်ကြဲအောင်ကျင့်နှက်လောက်အောင်မလုပ်ဘဲနဲ့တရားထိုင်သည့်အတွက်ကြောင့်တရားလို့မရအောင်အားထုတ်တာ ဘာတရားမှမရဘူးဖြစ်တယ်။အဲ့ဒီတချို့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားစီကတရားယူပြီးတော့သူတို့တရားဓုတရားမြတ်ရတယ်ဆိုတာကိုဘုရားကလာလာလျှောက်တာကိုသူကသိရတယ်။သိတဲ့အခါကျတော့သူဟာတရားထုတ်ရတဲ့တည်းတရားဓုမရတာဘာကြောင့်လို့ဆိုပြီးမြတ်စွာဘုရားစီဩဝါဒခံမယ်ဆိုတဲ့အနေထားနဲ့မြတ်စွာဘုရားကို ယဟန်ဖြစ်တဲ့အချင်းကပြီးတော့အရှင်ဘုရားတဲ့တပည့်တော်ကိုအချင်းချုပ်ကလေးတရားတစ်ပုဒ်ခေါ်ပြပါတဲ့ရှင်ဘုရားဟောတဲ့တရားအတိုင်းတပည့်တော်ဟာသက်စွန်ကြိုးပမ်းအထောက်ပါမယ်ကြိုးစားပါမယ်လို့အဲ့လိုလျှောက်တဲ့အခါမှာမြတ်စွာဘုရားကသူ့အခြေအနေကိုကြည့်ပြီးတော့ ကမ္မထံပေးတဲ့တုတ်တံလေးတစ်ခုရှိတယ်။ဘာဟောလို့ဆိုတော့တတ